မင်္ဂလာပါရှင်1985ခုနှစ်ဒီဇင်ဘာလထုံးစန္နာယုတ်ဆုံမဂဇင်းမှာဆရာမြတ်တန်းတင်ရေးသားခဲ့တဲ့ Rosemary မသည် ဥချစ်ဆိုင်ချီဆိုတဲ့ဝတ္ထုတုလေးတစ်ပုဒ်ကိုတင်ဆက်ပြရစီရှင် Rosemary မသည်ဥချစ်ဆိုင်ချီအင်းရကံမောင်မှဆင်းပြီးအင်းရလန်းကိုဖြတ်၍ပြည်လန်းမော်သူရှောက်လာခဲ့သည်မိုးရိပ်တိုးလွင့်ပြင်း၍နှိမ့်မုံသူကြာစာပြူပြီး ဒီချိန်ဒီရန်ကုန်တွင်လမ်းလျှောက်ရေအကောင်းဆုံးအချိန်မိုးရင်မာလိုရွှွတ်တွေကိုမရှောင်ရညာကနှင်းတွေကျထားသဖြင့်မြင်းနီလန်းကလေးများသည်ဖုန်သိမ့်နေကြ၏ထီကေုံမင်းကလေးများတွင်ရကန်းရှင်နေကြသည်ပင့်ငူအိမ်များပေါ်၌စိန်ပွင်လေးတွေကတဖြက်ဖြက်နေရောင်နုနုကတစ်တူပင်မယမ်းမင်ခိုင်းကြရတဲ့မှာရှောစင်းလာကမြင်းကြီးပေါ်တွင်ဇာပန်းစာမိတ်တွေရက်နေသည် လေတိုက်လိုက်သည့်အခါတွင်မြေပြင်မှဇာပန်းကွက်များသည်တွန့်သွားကြ၏ဒေါက်တာလေးဝင်းရီသည်လမ်းမရှိကြောက်ပြားစင်းကြံမော်သူတက်သည်ဒီလမ်းမော်တွင်ကားကြီးကားငယ်တွေတဝုံးဝုံးပြည်နေကြ၏နသာယောင်ကားလေးပေါ်မှာအသည့်အရာရှိကြီးကတော်တယောက်ကလက်ပြနှုတ်ဆက်သွားသဖြင့်ဒေါက်တာလေးဝင်းရီသူ့ကိုပြန်၍လက်ပြသည်သူဘေးတွင်သပင်ဖာယာစပုရှင်အင်ဂျီဝတ်ထားသည့်ကောင်မလေးကမောင်းသွား၏ သူသမီးဖြစ်မည်ထင်သည်အရာရှိကြီးကတော်ကကြောင်းတုံးကသူနှင့်အတန်းတူအဆောင်တူဝဲဘက်သို့သူဆောင်းငယ်ကြည့်သည် သူကြောင်းရောက်စတော့ကစစ်ပီးဒီမှာဘာမှမကြသည်ဒီတုံးကစီပွားရေးတက်ကတူအဆောင်အုံကြီးနေရာတွင်ကွက်လက်ကြီးပြီးကွင်းလေတွင်တချောက်ပင်ကြီးတစ်ပင်နှင့်ကိုခင်မောင်ထွေးနှင့်သူတချောက်ပင်ကြီးအောင်မှချင်းရီစကားပြောခဲ့ကြသည်ကိုမြင်ရောင်သည်ယခုတော့တချောက်ပင်ကြီးလည်းမရှိတော့ ကိုခင်မောင်ထွေးတယောက်လဲနိုင်ငံသားသူအပီးအပိုင်ထွက်သွားလေပြီ။ပင်နန်းဆောင်နောက်ဖေးမှာမယန်းတော်ကြီးဒီတုန်းကမလာဆောင်မဆောက်သေး။ဆောင်မွေးဝဲနာနီတပူရဲတပောင်းဆိုလျင်မယန်းသီးတွေကိုစိမ့်စားငပီးနှင့်တိုးစားရင်းဒီမယန်းမြင့်ကြီးတွေ အောက်မှာစာကြက်ခဲ့ကြသည်။မယန်းသီးစွတ်သည့်ကွန်ထရက်တာကြီးကသူတို့တောင်းလျင်မယန်းသီးတွေ ခွဲထောင်ကြီးနှင့်အပြည့်သွန်ပေးသွားတတ်သည်။ပင်နန်းဆောင်မင်းလျင်တီရိဆောင်မဖြစ်သေး။ ဒီတုန်းကဗင်းနန်ဆောင်တွင် ကပြားမကလေးတွေကရင်မကလေးတွေအနေများကြသည် သူတို့အဖို့ရှုတတန်ဖျားရှိခိုးကြောင့်နှင့်ဤသည်ဖြင့်တနင်္ဂနွေနေ့ဖျားရှိခိုးကြောင့်တက်ရလွယ်သည်အင်းရတွေနေရမရသဖြင့်သူတို့တတိုက်နေရကအစနောက်ပိုင်းတွင်ပင်တန်ကျောင်း၌မြမကျောင်းသူတွေများလာခဲ့ခြင်းဖြစ်၏။လက်ရဘတ်တွင် နိုင်ငံသားတန်ယုံများမှ အရာရှိများနေသည့်အင်ကြီးအင်ကောင်းတွေကအစီအစီ စီယောင်ဝါလဲလဲပတင်းမောင်ဖြူဖြူလူပါတကားမမှန်ရိတ်တွင်မြယောင်ပဒမြားယောင်စိန်ယောင်တို့တစ်ဖြက်ဖြက်ထုံမလွန်လျင်ចောင်းသားရိတ်သာသူတို့တုန်းကဒီအိမ်တွင်ចောင်းသားရိတ်သာတွင်မရှိသေးခြံကြီးတွင်ခြံကြီးရဲတွင်စစ်ပီးစာဖြစ်ကြတဲ့ဇံပြန်ဆောက်ထားသည့်အိမ်ကုတ်ကလေးတွင်နေ အိမ်ကုန်ကလေးတွင်ဒီဘက်မှာတွင်မူဆန်ရိတ်ငိန်တို့ကူသည့်မြင်းနီလန်းနီနီလေးတွင်ဝါးပင်ပုံရိပ်ပင်တို့ဝေဆိုင်လျက်အော်ဒီလန်းကလေးတော့ခုတိုင်ရှိပေသေးတာပဲမြင်းလန်းနီနီဤဒီဘက်ကရက်တွင်မူရိုးစမာရီနမည်ကလေးကချစ်စရာကြီးကြီးကျယ်ကျယ်ဆိုင်ကြီးကနာကြီးမဟုတ်အာလူးချက်သွန်ငရုတ်သည့်ပဲစသည်တို့နှင့်လက်ဖက်ရည်ပရာကျော်ရောင်းသည့်ခါခါလက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင် ကကကလားကပိမ့်ပိမ့်ရှိရှိအသားမင်းမင်းစွကျင်အင်ဂျီနဲ့ဆိုင်းဝိုင်းတစိပလီကက်လုံးကြီးကွက်ကျဲကို အမင်းဝင်ထားပြီးခေါင်းတွင်မျက်နှာတုပ်ပဝါဖြူဖြူတထဲကိုပေါင်းထားတတ်သည် သူတို့တို့တွေပိုင်ကြလျင်ရိုးစမာရီတို့သွားထိုင်မြေရိုးစမာရီကလည်းသူတို့ကိုအကျွေးစင်းရစာအုပ်တအုပ်ဖြင့်အမင်းကြိုဆိုနေတတ်သည်ရိုးစမာရီသည်သူတို့တဲ့ကလည်းအကျွေးတောင်းလို့မရှိဘူး လက်ဖက်ရည်နှင်းဗျာကျော်ကိုစစ်တုံနီဥအစစ်တောင်း၍ကိုက်စားပြီးကကလက်ဖက်ရည်ဖြော်သည့်ခုံမော်တွင်တင်ထားသည့်အကျွေးစင်းစာအုပ်ရှိရှိကလေးတွေတွင် ကိုကိုယ်တိုင်အကျွေးစင်းမှတ်ပြခဲ့ယုံသာသူတို့အကျွေးစင်းကိုဆိုင်ကမမှန်သူတို့ဘာသာ သူတို့မှတ်သည် ပေးလျင်လေသူတို့ဘာသာတွက်ပြီးပေးသည်ရိုးစမာရီကမူအကျွေးတောင်းသည်မရှိ ပေးလျင်ယူထားလိုက်သည် မပေးဘဲနေလျင်လည်းမယူ တချို့များကြောင်းထွက်သည့်အထိ Rosemary ဤအကျွေးတွေပါသွားသည်တို့ရာတွင် Rosemary သည်အကျွေးစင်းစာအုပ်ကိုပိတ်မပြဲ Rosemary တွင်လက်ဖက်ရည်မှအမျက်မရသည့်တိုင် အရှုံးမပေါ်ကုံကြောက်တွေက သူ့တွင်အမျက်ထွက်ပြီးသားထို့ကြောင့် Rosemary သည်ဘတော်မှအကျွေးမတောင်းပြော၍သာပြောရသည် သူတို့ကလည်းမနေပါအိမ်ကငွေရောက်သည်နှင့် Rosemary တို့သွား၍စီရင်ရှင်ကြသည် နှစ်ကုန်၍ပါသွားလျင်လဲနောက်နှစ်ចောင်းဖွင့်တွင်လာ၍ရှင်းကြသည်တချို့များចောင်းထွက်၍အလုတ်အကင်တွေပါတွင်ရတော့မှလမ်းကြုံရင်းတတိယသဖြင့်ရီရီမောမောဖြင့်မမတ်ရရဝင်ဆက်သွားကြသည်ဒီဆိုင်ကလေးကို Rosemary ဟုဘာကြောင့်ခေါ်မှန်းယခုအထိသူမသိစင်မဖြစ်ခင်ကလေးကရှိခဲ့သည်ဟုသာသူသိသည်စင်မဖြစ်မီကတက္ကသိုလ်တွင်အိုရုစမာရီတခြင်းခေစားခဲ့သည် ထိုသခြင်းကိုအမိပြု၍ကျောင်းသားတွေက Rosemary ဟု အမိပေးခဲ့ခြင်းဖြစ်သည်ဟုသူဦးလေးတယောက်က ပြောမူသည်။ဟုတ်သည်။ Oh Rosemary ချစ်သူတွေချင်းတွေ့နေကြ Rosemary Rosemary ဆိုင်နေရာနားရောက်လျင်ဒေါက်တာလက်ဝင်းကြီးရက်သည်။ထိုစဉ်ကမူပင်နံဆောင်ရှိကလန်းနလန်းသည်အကျယ်ကြီး။ထိုလန်းနလန်းကြားကမြက်ခင်ပြင်သည်လည်းအကျယ်ကြီး။ ရှုတတန်ဘုရားရှိခိုးကြောင့်မျှော်စင်ကြီးကလည်းအမြင်ကြီးယခုမူထိုအရာများသည်ဒေါက်တာလင့်ဝင်းကြီး၏စိတ်ထဲတွင်သေးငယ်သွားသည်ဟုထင်မိ၏ဒီမြက်ခင်းပြင်ညစာစာပွဲကိုသူမမေ့ဒီတုန်းကသူနှင့်ကိုခင်မောင်ထွေးတို့ကချစ်စာခင်စာကိုခင်မောင်ထွေးသည်သူ့ချစ်ဦးသပင်ညိုလဲလဲမြခုံးမွေးစိမ့်စိမ့်အသားဖြူဖြူအယံမြင်မြင့် ပြုံး၍စကားပြောလျင်သူနှခမ်းတွေကချစ်စရာဆွဲမတ်စရာတက္ကသိုလ်မှာကိုခင်မောင်ထွေးလူချစ်သူတယောက်နဲ့လမ်းလျှောက်လျင်လူတွေကြည်၍မဆုံးထိုနှစ်ကဘင်းတန်ကျောင်းဆောင်နှစ်လေညစာစာပွဲကိုမြခင်ပြင်မှာကျင်းပသည်မြခင်ကြီးပပတ်လေတွင်မိအောင်စုံတွင်ကျိုးတွယ်တန်းထားပြီးအလေတွင်သပွဲတွင်ချထားသည် ပြည်လန်းကိုကြောပြီး၍အငိမ့်စင်ကြီးထိုးထား၏ ဒီတုန်းကသူနှင့်သူတငယ်ချင်းဝင်းကြီးကတစပွဲอยู่သည် သူက သူ့ချစ်သူကိုခင်မောင်ထွေးနှင့်အဖော်တယောက်ကိုဖိတ်သည်ဝင်းကြီးကထိုစဉ်ကသူ့တတရမြောင်ရီစားကိုဖိတ်သည်ဝင်းနီနှင့်ကိုခင်မောင်ထွေးတို့ပထမဆုံးချိန်မျက်နှာချင်းဆိုင်စကားပြောမှုကြခြင်းဖြစ်၏။သူကမိတ်ဆက်ပေးသည့်အခါတွင် ခစ်ဆန်၍နှုတ်သွက်ရှာသွက်ဖြစ်သည့်ဝင်းနီက ူလက်ကိုကမ်းပီးရင်ကိုခင်မောင်ထွေးကိုလက်ဆွဲနှုတ်ဆက်၏ထမင်းစားကြသည့်အခါအငင်းကြီးကြသည့်အခါတွင်လည်းဝင်းနီသည် သူ့အဆက်နှင့်လည်းစကားတွင်အမြင့်မပြတ်ပြော၏သူ့ကိုကြော်၍ကိုခင်မောင်ထွေးနှင့်လည်းစကားတွင်လမ်းပြောလိုက်သည်သည်သူကမူအနားတွင်လူလီဝိုင်းဝိုင်းလည်နေသဖြင့်ကိုခင်မောင်ထွေးကိုစကားပင်ဟဟမပြောရဲ။အင်းဟင်းအင်းလောက်နေတာကိစ္စပြီးရသည်။ ဝင်းဒီကသူ့အဆက်ပခုံးတွင်ခေါင်းမီ၍အငင်းကြည့်နေရာကမျက်နှချင်းဆိုင်အဆုံတွင်မျက်စိတစ်ဖက်မှိတ်၍ရှာထုတ်ပြလိုက်သည်သူ့လိုနေဟုဆိုလိုသည့်အထိပဲသူ့ရာတွင်သူမနေရဲ꽌ရာနှစ်ယောက်ချင်းတွေ့လျင်ဒီလိုနေရဲကောင်းနေရဲမီနှွေကောင်းနှွေမီမီသူ့ရာတွင်အငင်းစင်ရှိလူတွေကြားထဲတွင်မူသူမလုံရဲကုခင်မောင်ထွေးကလည်းအင်းနေရရသည် ဝင်းနီတို့အတွဲကိုလမ်းကြည့်ပြီးသူ့ကိုပြုံးပြကာအငိမ့်ကိုဆက်ကြည့်နေသည်။နောက်ထပ်သူတို့ဘက်သို့မလှဲ့တော့အငိမ့်ပြီးလျင်ထိုစင်ကခစ်စားသောကလထိုင်လူပွဲလှုပ်သည်။ကလထိုင်တွင်စီချထားပြီးရှိသမျှဥယျာဉ်ထက်တလုံးလျော့လာသည်။ဝင်းနီလုံရသည့်အလှဲ့တွင်ကိုခင်မောင်ထွေးနေရှင်အလူကိုခင်မောင်ထွေးကအရင်ထိုင်သည်ဝင်းနီကလည်းဇွတ်ဝင်ထိုင်သည်ကိုခင်မောင်ထွေးပေါမော်တွင်ဝင်းနီထိုင်ရက်သား ငြိမ်ပြီး၍အခန်းသူပြန်ရောက်သည့်အခါတွင်ဝင်းနီက အပေါ်ကဝှက်လာသည့်ထမင်ကို ချွတ်ချလိုက်ခါချက်တော့ဖြင့်ဂရင်မော်တို့ကန်တင်လိုက်ရင်ရှုငနေရချောသားကိုရောင်းစိတ်ပါလာပြီဟဲဟဲဟုဆိုကရှာထုတ်ပြ၏သူကစိတ်ဆူဆူဖြင့်ဝင်းနီကြောကိုလိုက်ထူသည်ဝင်းနီကအောက်မှပိတ်စကတ်လုံးကြီးကလေးဖြင့်အပြင်ထွက်ပြေးပြီး ဟောဒီမှာပြောသူကြီးစားကိုလူလို့တဲ့လဲဝင်းတယောက်ဝင်းကြီးကိုလိုက်လုံနေတယ်လာကြပါဦးဟုအော်သည်အခန္ဓာနီးချင်းတယောက်ကကိုခင်မောင်ထွေးခိုက်ဖမ်းပြကဝင်းကြီးရဲ့ဟုဆို၍ဖန်နှန်းသည်ဝင်းကြီးကကိုထွေးဟုဆိုကသူ့ကိုပြန်နှမ်း၏အော်ငငယ်ကတော့ပြောလိုက်ကြသည်ဖြစ်ချင်းနောက်တစ်နှစ်တွင်ဖေဖေဆုံး၍သူเจ้าမတစ်နှစ်နားရသည် နားသည်ဆိုသည်မှာចောင်းទុမလာတော့ပဲအပြင်းမှာဖြည့်ချင်းဖြစ်၏ဖေဖေဆုံးသည့်အခါတွင်သူ့အောက်ကမောင်လေးညမလေးတွေအတွက်ចောင်းစရိတ်ဝင်းစရိတ်စားစရိတ်တို့သည်သူ့ပခုံးပေါ်သို့ရောက်လာ၏ဒီတွင်သူသည်သူတို့မျိုးကចောင်းမှာအထက်တန်းပြဆရာတစ်နှစ်ဝင်လုံးရသည်သူစင်ကမူဥပစာတန်းအောင်လျင်အထက်တန်းပြဆရာလုံနိုင်သည်ကို အထက်တန်းပြဆရာလုံစင်ကိုခင်မောင်ထွေးနှင့် စာအဆက်အသွယ်အမြင်ရှိတော်လဲနောက်ပိုင်းတွင်ကိုခင်မောင်ထွေးထံကစာအလာကျဲသွားသည်သူက၃လေးဆောင်ရေးမှတဆောင်လောက်ပြန်တော်သည် စာရီများလို့အဆောင်သဟာရအသင်အလုပ်တွေများလို့ဗုဒ္ဓဘာသာအသင်အလုပ်တွေများလို့ဟု သူစာရဲတွင်အကြောင်းပြချက်တွေပါလာသည်။နှစ်ကုံကန်နီးတွင်မူ လဲဝင်းရင်တနှစ်လုံးစာရင်းပြစ်ထားခဲ့တာခုမှကုန်းကျက်နေရတယ်။ సైకో ပရတီကယ်တွေကလည်းလုံနေရတယ်။စာမွေးပြီးမှပဲရေးတော်မယ်ဟူသည့်စာကိုနောက်ဆုံးရသည်။ထို့နောက်တွင်ကိုခင်မောင်ထွေးထံမှ ပြန်စာတစ်စောင်းမှမရတော့။ထို့နှစ်ကလဲဝင်းရင်စာမွေးခွဲကြသည်။ကိုခင်မောင်ထွေးနှင့်ဝင်းဒီတို့ကမူအောင်သွားကြ၏။မိမေကငါသမီးចောင်းစာရင်တိတ်မကျက်နိုင်လို့ကြာရတာ။အလုတ်ကထွက်လိုက်တော့မိမေတို့ဖြစ်တယ်လို့ညင်တတ်ပါတယ်။ ။သမီးအကြီးဆုံးမို့လို့ပညာရေးပြတ်မခံနိုင်ဘူးဟုဆိုကအကြောင်းသူပြန်ပို့သည်။သူ့အောင်မောင်ငယ်ကလည်းမမအကြောင်းပြန်နေကျွန်တော်စီးပွားရေးလုပ်မယ်။ဈေးထဲကကိုမောင်တင်တို့ကစီးပွားရေးလုပ်ချင်ရင်လာခဲ့တယ်ဟုဆိုသဖြင့်နောက်တစ်နှစ်တွင် သူအကြောင်းပြန်တတ်ဖြစ်သည်။နေရရသဖြင့်အင်းရဆောင်တွင်နေဖြစ်၏ဝင်းနီနှင့်လည်းတိတ်မတွေ့သူကနေချောင်းသူဖြစ်သွားသည်ကိုခင်မောင်ထွေးကလည်းငကူကနေချောင်းသာ ူတို့နှစ်ယောက်သည်ဘာလူလိုနှင့်အနေဝေးကအေးဆပ်သွားကြသည် သူကလည်းသူ့အပူနှင့်သူအိမ်တန်ရောစင်ကြောင်းစာကိုဖိကြိုးစားသည်ဟေးလေဝင်မင်းအဆက်ကိုခင်မောင်းထွေးရဝင်းနေနဲ့တွဲလို့ပါလားကွာဂလုတ်ယုံဒီစီမှာတွေ့ခဲ့တယ်အမေအကြည့်ဆိုင်လို့ဆရာတငယ်ချင်းတွေကပြောကြသည်မီလေအခန်းထဲကြီးဒီလောက်အောင်းမနေနဲ့နော်တော်တော်ကြာရင်ကျရင်ဖြစ်နေအောင်မယ်ဟု ဆိုသူကဆိုကြသည် အစရင် သူတို့စကားကိုသူ အမှတ်မထား တို့ရရင် ပြောပံများလာသည့်အခါတွင် သူတန်တရားဖြစ်လာသည်ဒီကိစ္စကို ကိုခင်မောင်ထွေးနှင့်တွေ့ပြီးရှင်းရမည်သူကလမ်းခွဲသည်ဆိုရင်လည်းဘာမှမတတ်နိုင်တော့ဝင်းနီကိုမူသူစိတ်ဆိုးသည်စင်စစ်သူနှင့်ပတ်သက်ပြီးဝင်းနီသည် ကိုခင်မောင်ထွေးနှင့်ယဉ်ကျေးသွားခြင်းဖြစ်သည် သူမျက်နာကိုတော့ထောက်ဖို့ကောင်းသည်ဝင်းနီသည်ရီးစားကိုတစ်နှစ်တည်းရောက်မမှန်ထားလေသလားမသိဘူး ကိုခင်မောင်ထွေးကိုစိတ်ဆိုးသည့်ထံဝင်းနီကိုသူပို၍စိတ်ဆိုးသည်အစာတော်ကမူအပြောင်ပြက်ပြောသည်ဟုထင်မိသည်တို့ရရင်သူမရှိသည့်တနည်းအတွင်း၌ဝင်းနီနှင့်ကိုခင်မောင်ထွေးတို့၏ဆက်ဆံရေးသည်ပြောင်းလဲသွားခဲ့ပြီကိုခင်မောင်ထွေးနှင့်တွေ့၍မေးတော်လဲသူအဖေကမရှိမရာဝင်းနီเจ้าကိုလည်းဝန်းလည်းတည်တာပဲသူကဒီလိုပဲယောက်ျားလေးနဲ့ရင်းနှီးနှီးနေတတ်တာဟုကိုခင်မောင်ထွေးကမတင်မကြဖြစ်သည် ူစကားကဘာအပြေးမှမထွက်မမှန်ရရထိုနေ့ကရန်ကုန်မှာမိုးစရွာသောနေ့ပြည်လမ်းမပေါ်မှာစိမ်ပန်းတွေပြင်းမပင်တွေပွင့်ကြပြီကတ္တရာလမ်းပေါ်တွင်စိမ်ပန်းကြွေတို့ရဲလျက်တခါတရံတွင်စိမ်ပန်းပွင့်ဖက်များသည့်မိုးရေတွေတွင်မျောပါသွားကြသည်ရိုးစမာရီတို့သူဝင်သည် ညူရင်မအပြန်ဆန်ရင်ငိမ်မှဖြတ်ပြီးအဆောင်တို့အလာတွင်မိုးမိသည်ဖြင့်ရိုးစမာရီတို့ဝင်ခြင်းဖြစ်၏မိုးအုံနေသည်ဖြင့်ဆိုင်ထဲကစပွဲသုံးလေးလုံးတွင် အတွဲနှစ်တွဲသုံးတွဲထိုင်နေသည်ကိုခတ်ဝါးဝါးမြင်လိုက်ရ၏ဘသူတွေမှန်းမသိစာသည်ဖြင့်လက်ဖက်ရည်နှင်ပြာကြော်မှသည်ရိုးစမာရီကိုမရောက်သေးမှကြာပြီထိုစဉ်မိုးရေတွေတွင်ထီတစဉ်နဲ့ဆောင်းလာသည့်အတွဲတွဲကိုသူမြင်ရသည် ကိုခင်မောင်ထွေးနဲ့ဝင်းနီကိုခင်မောင်ထွေးကဝင်းနီပခုံးကိုဖတ်လျက်ဝင်းနီကကိုခင်မောင်ထွေးခါကိုဖတ်လျက်သူ့ကောင်းကကိုခင်မောင်ထွေးပခုံးကိုတစ်ချက်တစ်ချက်မှီလိုက်သေးသည်နှစ်ယောက်သားရှင်မောလျက်ပြီလျက်တီလျက်သူတို့နှစ်ယောက်ကိုကြည့်ပြီးသူ့မျက်နှာတွေနှီးရဲလာသည်ရှင်တွေခုန်လာသည်အသက်ရှူမြန်လာသည် ကိုခင်မောင်ထွန်းနဲ့ဝင်းနီတို့ကဆိုင်နားရောက်ခန်ဒီမှာပခုံးတိုင်းထားသည့်လက်ခါးကိုဖတ်ထားသည့်လက်တို့ကိုဖြုတ်လိုက်ခါအိန္ဒိယဆယ်၍ဝင်လာကြသည်ထိပိတ်ပြီးဆိုင်ထဲအဝင်ဆိုင်ဝရင်ဘုံကနေမတက်ရက်လိုက်တော့သူ့ကိုမြင်သည့်အခါတွင်ဝင်းနီကဟင်းဟုအာမေရိတန်ပြုသည်ကိုခင်မောင်ထွန်းကလက်ဝင်ပါလားဟုအေးဆက်ဆက်ဖြင့်ပြောသည်သူဘာမှမပြောနိုင်နင်တော်တော်သစ္စာမဲ့တယ် သူလဝါနုနုသည်ဝင်းနီဤဘာနုနုဘော်သို့ရောက်သွား၏ဝင်းနီဤဖြူဖွေးသောပါပေါ်တွင်လက်ချောင်းရရဲရဲထင်နေသည်ဝင်းနီသည်မျက်နှာကိုအုပ်၍ငိုလိုက်၏ကိုခင်မောင်ထွေးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်ဒီနောက်သူဘာမှမမှတ်မိတော့ထီမပါပါမပါနဲ့မိုးရီရဲသို့ထွက်လာခဲ့သည်သူတကူလုံးမိုးရီတွေရွှဲနေပြီမိုးကတက်တက်မဲမဲရွာလျက် မြင်းကြီးပေါ်တွင်ခြွေကျနေသော စိတ်ပန်းပွင့်ကလေးများကို စိတ်ဆူဆူဖြင့်နင်းချေပစ်ခဲ့သည်ဘလူကဘလူအဆောင်သို့ပြန်ရောက်လာသည်ကိုပင်သူမမှတ်မိတော့ဂျော်ဂျာလေးဝင်းရည်သည်ရုစ်မာရီဆိုင်ကလေးနေရာကိုလှမ်းကြည့်သည်ကြောက်ပြားစင်းညံမော်တွင်ရက်ရင်ရုစ်မာရီကိုလွမ်းနေသည်ဆ iam အမှတ်တိုင်ကဟိုဘက်မှចောင်းသားတချို့ကလှမ်းပြောသွားသည် သူရောရောင်၍ကောင်းငိမ့်ပြ၏ မမဘယ်တော့မလို့လဲလမ်းလျှောက်လားဟုចောင်းသူလားကျူတာပေါ့စာလားမသိတော့កောင်းမလေးတတိုက်ကနှုတ်ဆက်သွား၏သူတို့ကလည်းရောရောင်ရွေးသူကောင်းငိမ့်ပြသည်မမတဲ့နဝင်းချူတလူလူကြည်နဲ့တလူလူတို့ရရင်သူသည်သူတို့တွေကမမခေါ်ရမည်အရွယ်မဟုတ်တော့ပြီတကယ်ဆိုရင်အန်တီဟုအခေါ်ခံရမည်အရွယ်ကလေးငယ်များကဆိုရင်ဖွားဖွားဟုပင်ခေါ်ရမည်အရွယ် ူနှင်းရွယ်သူများတွင်မြည်းတွေပင်ရနေကြပြီမဟုတ်လောသူအသက်သည်90တည်သည် ဆုံးလေပြီ သူနှင့်ကိုခင်မောင်ထွေးတို့ဝင်းနီတို့နှင့်ရိုးစမာရီတွင် နောက်ဆုံးလမ်းခွဲခဲ့သည့်ကာလပင်လျှင်35နှစ်တင်တင်ပြည့်ခဲ့ပါပကောကိုခင်မောင်ထွေးနှင့်ဝင်းနီတို့တွင်ပင်လျှင်မြည်းတွေရကုန်ပြီအချိန်ရဲ့ပြန်နိုင်ရန်ကိုသူကောသူလည်း ။သပင်တို့တွင်ငွေရောင်စွန်းစားပြူပြီးငွေရောင်လူသည့်သပင်ကိုမင်းဖုံရ၏။သကဝါပန်းခိုင်းလိုညှပ်ပြောင်းဝင်းဝါသောလက်မောင်းသားတို့သည် တွဲကြစားပြူပြီး။တွဲဝန်းသောပန်းသီးပုံမီးဖျားအောက်တွင်အရီတို့တွဲကြကာအစ်စာပြူပြီး။ရှုတသံမျောစင်လိုကြော်ရှင်းသောလေတိုင်းသည် တုတ်တူစားပြူပြီး။ကနုံပန်းတိမ်တလေးလိုတွင်ွဲ့သောခါသည်တုတ်ခိုင်စာပြူပြီး စင်စွဲနုနုလိုလုံးဝနုမသည့်ပေါင်နှံများသည့်ဤတွဲစာပြုပြီသူမျက်နာပေါ်တွင်ဥယျင်တစ်ခုရှိသည်ဟုကိုခင်မောင်ထွေးကအင်္ဂလိပ်ကဗျာလေးတစ်ပုဒ်ကိုကူကားကတင်စားခဲ့မူ၏နှခမ်းမှာနှင်းစီပါးမှာချယ်ရီနာရန်ကပေါ်ပြီးမျက်လုံးကဒေစီယခုထိုဥယျင်မရှိတော့ပေါင်းမြတ်၆တရောင်းတို့ဖုံးစာပြုပြီး လွန်ခဲ့သော35နှစ်ကျော်ကကိုခင်မောင်ထွေးဝင်းနီရိုးနှင့်သူလမ်းခွဲခဲ့သည်ဒီတုန်းက စိတ်ဆူဆူဖြင့်ဝင်းနီပါဘော်တို့သူ့လက်ဝါးပြစ်တင်ခဲ့သည်မှားသလားမှန်သလားမသိရီးစားပူကိုဒီရီးစားပူကြောင့်သူအပြိုကြီးလုပ်ခဲ့သည်ရီးစားပူသည် သူ့ဘဝလမ်းကြောင်းကိုပြောင်းသွားစေခဲ့၏ထိုနောက်တွင် သူသည်အနောက်နိုင်ငံတက္ကသိုလ်တစ်ခုမှဘာသာရပ်တစ်ခုတွင်ပါရဂူဝဲယူကတကူရင်းနေသည် ချမ်းမာရီတွင် သူနှင့်ရွယ်သူသူထက်ငယ်သူဆရာမလေးများနှင့်နေဝင်စည်းစာကိုစောင့်သည် မနက်ခင်းတုန်းကကိုခင်မောင်ထွေးနှင့်ဇလန်လဲမှုံဝါးစာပြူပြီးသူတို့နှင့်လဲတကားမှမတွေ့တော့မမဘာစောင့်နေရလဲဆရာမလေးတစ်တိုက်မီတော့မှသူသတိရလာသည် ရိုးစမာရီအိမ်မက်ရိုးစမာရီခန်းစားချက်သည် ပြဲသွားပြီအိုးရိုးစမာရီရှိသူသူဆက်ရှောက်သည် ပြည်လန်းမော်ရင်ကားလေးများကတရှောရှောပြေးလျက်ကားကြီးများကတဝိုးဝိုးမြည်လျက်ရှော့လန်းခေါ်လန်းတူကလေးကိုကြော်လာခဲ့သည်စိမ်ပန်းမင်ကြီးတွေကအရွက်တီစိမ့်စဲဗနာပင်တချို့ကမူအရွက်လင်းကြသည်နီးရွှေရွှေဗနာရွက်တို့ကလန်းမော်ရင်ပြေးလွှာလျက်ရှိစားလေးကိုခေါ်ပြီးဦးချလပန်းရီသွားတောင်းမယ်။ကင်စားတဲ့ချင်းတန်ကိုကြားရသည်။ ။အော်ဟုတ်ပြီသားပဲ။ဒီနေ့မနက်သူဘာမှမစားရသေး။ချမ်းမာရီမာဆိုလျင်သူနဲ့အခမ်းအနားနေချင်းနေသည့်ကျူတာမလေးနဲ့အတူကော်ဖီဖြော်တောက်ကြသည်။ပလဲမုံကျုံကိုစိန်တစိ့ထောပတ်ပပတုပ်၍စားကြသည်။တခါတလေတော့လေခင်မရတ်မှာရှမ်းခေါက်ဆွဲသွားစားသည်။သူမဟုတ်ရင်လဲဘုက္ကလက်တဲကဘူတိကျော်ဝယ်စားသည်ဒီနေ့မနက်ဘာမှမစားရသည် ရိုးစမာရီခံစားမှုပျောက်သွားကဥချစ်ဆိုင်ခံစားချက်ဝင်လာ၏အနောက်ဘက်ပေါက်မှနေ၍ဥချစ်ဆိုင်သို့ဝင်ခဲ့၏တစ်တူပင်မယမ်းပင်တောင်ပိန်းထဲပင်နှင့်အခြားသူအမျိုးမည်မသိသော အပင်များအောက်တွင်ဥချစ်ဆိုင်သည်လှုပ်ရှားစီကားမြင်လက်ဖက်ရည်ပူသည့်ကောင်းလေးများ၏အတန်ကပျော်စရာဝမ်ကောတူတီဘေဝမ်ညာတူတူတီဝမ်ချိုစိတ်ဝမ်ချိုပေါ်ကြ ကောင်တာတွင်ထိုင်နေသည့်ဦးချစ်ကြီးကလည်းအော်လျက်ဒီဘက်ကိုပဲပလာတာနှပွဲချဟိဟိုတုန်းကဦးချစ်ကြီးကအသားဖြူဖြူပိမ့်ပိမ့်ပါပါအရက်ပူပူခုဦးချစ်ကဝဝဖန်ဖိုင်စပင်တွေဖွေးလျက်ဦးချစ်ဆိုင်ဖွင့်စာတုန်းကလျှော်လန်းထိန်မှာကော်ဖီကောင်းသဖြင့်ကော်ဖီတောက်ချင်လျင်အင်းရတို့ဗင်တန်တို့မှလာပြီးကော်ဖီတောက်ခဲ့ကြရသည်တည်ရိပ်အောင်စပွဲဝိုင်းများတွင်ចောင်းသားတွေဝိုင်းဖွယ်လျက် လွယ်အိတ်ကိုစလွယ်တိုင်းသူသပင်းရှိထားသူ မရှိတရှိထားသူခြံထောင်းသိရိတ်ခက်ကုတ်ကလေးတွင် အတွဲနှစ်တွဲထိုင်လျက်တဏီယာတွင်ရှိဇပွဲတစ်လုံးတွင်မူကောင်းမလေးနှစ်ယောက်ထိုင်နေသည်နှစ်ယောက်စလုံးကိုဝင်းဆောင်တွင်ဝစ်သည့်အင်ဂျီရှင်မျိုးကိုဝစ်လျက်ပါတဲ့တချို့ကတော့ဘိုင်အင်ဂျီဆိုလဲကိုစီမံကိန်းနှင်းကိုကြိုတင်ဝစ်ထားသည့်အင်ဂျီတယ်လီဒေါက်တာလေးဝင်းကြီးစက်သိမ်းထားသွား၏ သူတို့နှစ်ယောက်အနီးတွင်ဇပွဲလွတ်တလုံးတွေ့သဖြင့်ဒေါက်တာလင့်ဝင်းကြီးထိုင်သည်အနီးဘာသုံးဆောင်မလဲခင်ဗျာဒေါက်တာလင့်ဝင်းကြီးမျက်နှာတစ်ချက်တင်းသွားသည်အန်တီဆိုတော်ရောပေါ့ကြီးကထိတ်လိုက်ရသေးတယ်ဟုစိတ်ထဲမှာအပြစ်တင်သည်ခါတိုင်းဆီယာမတို့မမတို့ခေါ်တဲ့တွေကိုကြီးကြားခဲ့ရသဖြင့်သူခေါ်တဲ့သည် နားထဲတွင်ခါနေသည်လက်ဖက်ရည်နှင့်မုံမှားလိုက်၏ ခဏကြာမှကို့အသက်ကိုသတိရသဖြင့်ပြုံးရသည်သူပြုံးနေစဉ်အနားတွင်ရှိသည့်ကောင်မလေးနှစ်ယောက်၏စကားကြောင့်ဒေါက်တာလင့်ဝင်း၏မျက်နှာသည်တည်သွား၏သူမတိမတာနားဆွင့်သည်ဒိုမျိုးသားကနင့်ကိုကြိုက်တယ်လို့ပြောနေတယ်ဘယ်နဲ့လဲကောင်မလေးတယောက်၏အတန်တကယ်လားတကယ်ပြောတာပေါ့နင်ဟောဘလို့လဲတို့လေအဲ့ဒီမျိုးသားကိုစိတ်ဝင်စားနေတာကို့မျိုးသားကတော့ပုံမလာဘူးတကယ်ပြောရနော်လွှဲပေးလိုက်မယ် စိတ်လိုက်သူတို့နှစ်ယောက်သည်ရှည်တန်လွင်လွင်ဖြင့်ရှည်လိုက်ကြ၏အပြောင်လောအပြက်လောဆိုသည်ကိုဒေါက်တာလေးဝင်းကြီးမသိ rose marie တွင်လမ်းခွဲခဲ့ကြတော့ကဝင်းနီဤဘာပြင်းနုနုပေါ်သို့သူလက်ဝါးတင်ခဲ့သည်မှာမှားသလောမှန်သလောသူတို့သည်သဘောထားကြည့်သူလောမိမိသည်ပင်တင်းနှုတ်သူလောဆိုသည်ကိုသူမဝေခွဲနိုင်ရှိစားလေးကိုခေါ်ပြီးဦးချလဖက်ရည်သွားတောင်းမယ် တီးတံပေါ်လာ၏ချလာသောလက်ဖက်ရည်နှင်းမုံကိုခက်မြမြန်စားတော့၍ခက်မြမြန်ငွေချေပြီးနောက်သူထိုင်ရာမှထားသည်